လူတွေမသိသေးတဲ့မြမရူရဓာတ်တွေအကြောင်းလျှို့ဝှက်ချက်၄မျိုးနံပါတ်1နံဝင်ချင်းအခေါင်းစဉ်အရနဲ့ထူကြပါရဲ့နော်နံဝင်ချင်းရဲ့လျှို့ဝှက်ချက်ကဘာလဲရှင်းမြမလူမျိုးတွေကတချို့ထူကြတဲ့လက်နက်တွေမှာနံတွေစိတ်ဝင်နေတယ်လို့ယုံကြည်ခဲ့ကြတယ်အဲ့တော့ဘိုးဘွားတွေရဲ့ဓာတ်တွေမှာဝိညာဉ်တွေစိတ်ဝင်နေတယ်လို့ယူဆကြတယ်ဒီဓာတ်တွေကပုံမှန်ဓာတ်တွေအထက်ပို့ပြီးတော့အစွမ်းထက်တယ်။တချို့ဓာတ်တွေဆိုရင်ဓာတ်ကိုတအိမ်ထဲကထုတ်လို့တော့မရဘူးလို့ဆိုတယ် ဓာတ်ကိုထုတ်လိုက်ပြီးဆိုတာနဲ့အဲ့ဒီဓာတ်မှာသွေးတောက်တယ်ဆိုတဲ့အဓိပ္ပာယ်တွေရှိတယ်။ကျွန်တော်ညီစီမှာဆိုရင်ဆရာတော်တပါးပေးဘူးတဲ့ညဆိုရင်တောက်ခုတ်တဲ့ဓာတ်ရှိတယ်။အဲ့တော့ဓာတ်တွေကနံစိတ်ဝင်ပြီးတော့မှခိုင်ဆောင်သူဓာတ်ဆောင်သူတွေကိုအဲ့ဒီနံကစောက်ရှောက်မှုပေးတယ်လို့လည်းအဆိုရှိကြတယ်။နံပါတ်1ဈေးဘက်ဝင်တဲ့ဓာတ်လက်ကင်ရေလူရဓာတ်တို့ရဲ့လက်ကင်တွေကိုတက်သားနဲ့ပြုလုပ်ထားတာမဟုတ်ဘဲနဲ့တက်သားအပြင် ဆေးဘက်ဝင်တဲ့အပင်တွေရဲ့အမြင့်တွေအခောက်တွေနဲ့ပြုလုပ်ထားတာကိုလူတိနဲကြတယ်ဗျ။ဟောရှေးခေတ်မှာတယောက်နဲ့တယောက်ထိုးခုတ်တက်ဖြတ်ရင်စစ်တိုက်ရင်နဲ့ဓားတန်ရတွေရလာတယ်ဆိုရင်အဲ့ဒီဓားမှာရှိတဲ့အယိုးရဲ့အခောက်ကိုတွေးပြီးတော့လိမ့်တဲ့အခါဓားဆောင်သူရဲ့တန်ရတွေအနာကျက်မြန်စေတယ်။အဲ့လိုပဲအဲ့ဒီဓားကိုင်းတဲ့ဒရိုးတွေကကိုင်းဆောင်သူရဲ့ကျမ်းမာရေးကို ကောင်းမွန်အောင်သူ့ရဲ့နေနံနဲ့လိုက်ဖက်အောင်ဓားလုတ်တဲ့ ဘဘဲဆရာကြီးတွေကအထုလုပ်ခဲ့တယ်လို့အဆိုရှိတယ်ဥပမာပြတချို့အဆိပ်ရှိတဲ့တိရစ္ဆာန်တွေကြိုက်ခံရတဲ့အခါမှာတိုးထဲမှာအဆိပ်ရှိတဲ့မျိုးတွေကင်မီကောက်ကင်းချေများအဆရှိတဲ့အဆိပ်ရှိတဲ့တတ္တဝါတွေကြိုက်ခံရတဲ့အခါဒီဓာတ်ကိုင်လက်ကိုအသုံးပြုပြီးတော့အဆိပ်ကိုဆုတ်ထုတ်နိုင်တယ်လို့လည်းအဆိုရှိကြတယ်နံပါတ်3ဓာတ်ချင်းစကားပြောခြင်းဓာတ်ရင်စကားပြောခြင်းရဲ့လျှို့ဝတ်တင်ကြတာတွေကဘာလဲဆိုရှေးခေတ်မြမဓာတ်တွေမှာထွန်းတူထားတဲ့ပုံစံတွေအမှတ်သားတွေရှိတယ်။ဥပမာဆိုရင်အဖေကသားကိုပြောခြင်းတဲ့စကားတွေမြုပ်ထားတဲ့ယရနာတွေ ရန်သူတွေရဲ့မြေပုံတွေကိုဓားတွေမှာပကြီဆွဲခဲ့တယ်ကနုတ်တွေထွင်းခဲ့တယ်ဇတ်တော်တွေထွင်းခဲ့သလိုဖားခင်တွေအဖိုးဖွားတွေရဲ့မှတ်တမ်းတွေကိုလည်းအဲ့ဒီတင်ကေတာတွေကိုကြည့်ပြီးတော့အစဉ်အဆက်လူဝဆက်သွယ်မှုပုံစံတွေနဲ့ထားရှိခဲ့တယ်အဲ့ဒီထားရှိခဲ့တဲ့တမိုင်းကြောင်အစဉ်အတန်းဒါမှမဟုတ်အန်ဒီယန်တွေကောက်ွယ်ပေးနိုင်တဲ့မှော်ဆွားအကြောင်းတွေကိုတရိုးတွေဓာအိမ်တွေကနေပေါ်ပြနေတာဖြစ်တယ် ဒီတင်ကြတာတွေအတိတ်ပဲအစ်မှန်ကိုတော့တက်ဆိုင်ရာဆွေမျိုးအစဉ်ဆက်နဲ့သူ့ရဲ့အမွေပေးတဲ့အခါမှာတင်ကြတာတွေကိုဖတ်နိုင်တဲ့စက္ကန့်တူတွေပေါ်မှာပဲမူတည်တယ်ပေါ့နော်နံပါတ်၄ပြောက်ဖွယ်သွားတဲ့သတ္တုနည်းပညာလွန်ခဲ့တဲ့ရာစုနှစ်တွေတုန်းကမြမဓာတ်လုတဲ့လူတွေကအလွန်ထူးကြတယ်ဗျဒီလာဆောင်ထင်းရတယ်ငါးပါးဒီလာဆောင်ထင်းရတယ်တက်တက်လွတ်စားရတယ်နောက်တစ်ချက်ဓာတ်လုတဲ့လူရဲ့နေ့နံနဲ့ကိုက်အောင်တစ်တေရွေးတာမျိုးတအိမ်အတွက် တစ်တေရွေးတာမျိုးအရေးသေးနေပါတယ်သူတွေလိုက်ဖက်တဲ့တတ်တူတွေစက်တဲ့အခါမှာအသုံးပြုခဲ့ကြတယ်အဲ့ဒီနေပညာတွေကအခုချိန်မှာတော့ပြည်သူတောက်ွယ်လူနိဗာရှိပြီလို့ယူဆတယ်တချို့ရှေးအောင်သားတွေရဲ့မာတုံးမှုနဲ့တောက်ပမှုတွေကဒီနေ့ဖြစ်နိပညာနဲ့တောင်မှပြန်လည်ဖန်တီးဖို့တောင်မှခက်ခဲတယ်လို့သူတွေတွေကဆိုပါတယ်ဗျဒါဟာမြမဓာလက်နဲ့သမိုင်းရဲ့ပြုတ်ဝဆန်းကြတဲ့အပိုင်းလေးချက်ပြော်ဒီလေးမျိုးကိုနားတော်များဖြင့်ပြိဿတ်ရဲ့အမြင်ကိုလည်းပြောခဲ့ပါဦးမြမရွရဒါကိုင်ဆောင်ထားတဲ့အခါမှာ တချို့ကခုတ်ဖို့နဲ့ရန်ပြုတ်ဖို့နဲ့ကိုယ့်ကိုကာဝယ်ဖို့လို့ပဲယူဆပြီးတော့မှစောင့်သားလေးရှိပေမဲ့မြမယူရဓာတ်တွေမှာဒီထက်နည်းနည်းတဲ့အတိတ်ပဲတွေဆိုလိုရင်းနေအများကြီးရှိတယ်ဆိုတာကိုဝေမျှရင်းနေကုန်ဆုံးနေပါလေဗျာ။ရမင်းတို့ရောဘလို့ဓာတ်မျိုးကိုညံလို့တွေ့တာဆိုတာထိမ့်သိမ်းဆောက်ရှောက်ပြီးတော့အဆောင်အဖြစ်ထားကြည့်ကြလဲမန့်ခဲ့ပါအောင်ကျေးဇူးတင်ပါတယ်။